ယူနိုက်တက်နီးပြဟောင်းဆိုးရှားနဲ့လက်တွဲသွားဖို့ရှိနေတဲ့ကန်ဒီချက်စီနဲ့လက်စတာသင်းတို့ရဲ့ကစားသမားဟောင်းကြီးအန်ကိုလိုကန်ဒီဟာလက်ရှိမှာဆိုဒီကလပ်အီဒီအတင်းကနေမန်ချက်စတာရန်နဲ့အတင်းနီးပြဟောင်းအိုလီကန်နာဆိုးရှားကင်တွေနေတဲ့ဘက်စစ်တက်တင်းစီပြောင်းရွှေ့ဖို့ဆွေးနွေးနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ပြင်သစ်လက်ရွေးစဉ်ကွန်းလက်ခန့်ချက်ကစားသမားကြီးကန်ဒီဟာချက်စီတင်းနဲ့လက်စတာသင်းတွေမှာအောင်မြင်မှုတွေရနိုင်ခဲ့တယ်လို့ပြင်သစ်အတင်းနဲ့လည်း2018ရုရှားကမ္ဘာဖလားပြိုင်ပွဲကြီးမှာပါကမ္ဘာချန်ပီယံဖြစ်ခဲ့ပါသေးတယ်။2023ခုနှစ်နွေမှာတော့ကန်ဒီယာချက်စီတင်းနဲ့စာချုပ်တက်တန်ကုံဆုံးကြိမ် ဆော်ဒီပိုလစ်ထိတ်ဒီကလပ်အဟီဒီယာတင်းစီပြောင်းရွှေ့ခဲ့ပြီးအဲ့ဒီတင်းမှာပြင်းတင်းတင်းမော်ဘန်စီမာပါဝင်ဖာဘင်ဟိုဒီယာဘီအာဝါပါရယာလို့တို့ဥရောပကစားသမားတွေနဲ့တွဲဖက်ကစားနေရပါတယ်အခုတော့ကန်ဒီယာအဟီဒီယာတင်းနဲ့နေရာစီနိဘဖြတ်တန်းထားရခြင်းဥရောပဘောလုံးနယ်ပယ်တဲ့ကိုပြလာခြင်းနဲ့တို့သူ့ကိုလည်းတူရီကလပ်ဘက်စစ်တက်ကိုကင်တွယ်နေရဲ့နီးပြဆိုးရှာကကန်ဒီလိုတွေ့ကြုံရင်ကစားသမားတအူးကိုအတင်းစီရခေါ်ယူသွားခြင်းနေပါတယ်။ကန်ဒီယာပြီးခဲ့တဲ့နှစ်နှစ်လောက်ကလည်းဝဟန်အတင်းစီပြောင်းရွှေ့ဖို့နှိစက်မှုတွေရှိခဲ့တယ်လို့ဝဟန်ဘက်ကလည်းကန်ဒီအတွက်စာချုပ်ဖြတ်သိမ်းခြင်းပေါင်း၂၁တန်းနဲ့ကန်လန်မှုအတင်းရှိခဲ့ပေမဲ့ ဆော်ဒီတင်းကကန်ဒီကိုစာချုပ်တံတန်းကုံဆုံးချိန်အထိဆက်လက်ထိန်းထားကျင်လာကြောင်းပယ်ချခဲ့ပါတယ်အခုလက်ကန်ဒီကိုဘက်စစ်တက်လို့အသင်းမျိုးကပါလိုရှိလာခဲ့ပြန်ပြီးကန်ဒီကလည်းဒီရာဒီအေဒီအသင်းနဲ့တူဆော်ဒီပလိုရီအမတ်ပေးချန်ပီယံရှစ်ကိုရရှိဖို့ရှိနေတာကြောင့်ဒီဖလာကြီးပိုင်ဆိုင်ပြီးသွားရင်တော့ဥရောပကိုပြန်လာဖို့ရှိနေတဲ့အတွက်ဘက်စစ်တက်နဲ့ကန်ဒီတို့ရဲ့ပြောင်းရွှေ့ကစောင့်ကြည့်ကြည့်စရာဖြစ်လာခဲ့ပါတယ်ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချက်ပြတ်ပြီး